မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့မေလ20ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့တမူးမြို့နီပကဖအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့အပေါ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီး အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကအတိပေးထုတ်ပြန်လိုက်တဲ့သတင်း။အမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာကဏ္ဍတွေအတွက်ကြက်တန်း2983.4တန်းအထိထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့တဲ့သတင်း။တနင်္လာရီတိုင်းစစ်ဌာနအောက်ရှိတရင်တပ်ဖွဲ့တွေထံကိုဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာသူ14ဦးအထိရှိလာတဲ့တဲ့တင်ဇနီးဖြစ်သူကိုတပ်ပြီးထွက်ပြေးနေသူကို PDF တွေရှာဖွေဖမ်းဆီးခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရတရားစီရင်ရေးစနစ်နဲ့အရေးယူနိုင်ရေးဆောင်ရွက်နေတဲ့တဲ့တင် အကျန်းဖတ်စစ်တပ်ရဲ့ဇီရောရွာကာကင်းစခန်းကို PDF တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မီးရှို့ဖျက်ဆီးလိုက်တဲ့တရင်အဆရှိတဲ့မြန်မာနိုင်ငံတဝန်းကတရင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တမူးမြို့နီပကဖအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့တဲ့အပေါ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်လိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယမြန်မာနယ်စပ်တမူးမြို့အနီးမှာပကပအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကမေလ၁၉ရက်နေ့ညပိုင်းမှာကနဦးသတင်းထုတ်ပြန်ပါတယ်။အိန္ဒိယမြန်မာနယ်စပ်တမူးမြို့အနီးပကပအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများအနေဖြင့်လက်ခံရရှိတဲ့ ်တရင်ပေးပို့တိုင်ကြားချက်များအပြင်ကနအူးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်များအရအိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်ရေးဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းကနအူးတရင်ထုတ်ပြန်အပ်ပါသည်လို့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့မေလ14ရက်နေ့မနက်ပိုင်းမှာတမူးမြို့နယ်အာရှလမ်းမကြီးပေါ်ကကမတ်ကြီးကျေးရွာနဲ့ထင်းစဉ်ကျေးရွာကြားမှာရှိတဲ့နေဆက်စစ်စေးရေးအတွက်မြမာဘက်အချမ်းမှာကင်းဆောက်နေတဲ့ပကပအဖွဲ့ဝင်တွေကို အာတန်ရိုင်ဖယ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာပါအဲ့ဒီဖြစ်စဉ်အပြီးတာဝန်ရှိသူတွေကတွားရောက်မေးမြန်းတဲ့အခါပကဖအဖွဲ့ဝင်တွေကအိန္ဒိယနယ်ထဲကျူးကျော်လာတဲ့အတွက်၃နာရီကြာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တေဆုံးခဲ့တာဖြစ်တယ်လို့အာတန်ရိုင်ဖယ်တပ်ဖွဲ့ကပြန်လည်ဖြေဆိုခဲ့ကြောင်းသိရပါတယ်မျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာကဏ္ဍတွေအတွက်ကြက်တန်း2983ဒသမ၄တန်းအထိထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနကလေးနှစ်တာအတွင်းမှအမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာကဏ္ဍတွေအတွက်ကြက်တန်း2983ဒသမ၄တန်းအထိထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုထောက်ပံ့ကူညီမှုတွေပြုလုပ်ရမှာအမျိုးသမီးကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက်ကြက်တန်း191ဒသမ8တန်း၊ကိုဝင်းဆောင်အမျိုးသမီးကျန်းမာရေးထောက်ပံ့မှုအတွက်ကြက်တန်း1500ကလေးသင်ငယ်ရေးရာကဏ္ဍအတွက်ကြက်တန်း68ဒသမ8တန်း လူငယ်ရေးရာကဏ္ဍအတွက်ကြက်တန်း299တက်တမ4တန်း CDM နဲ့အခြားထောက်ပံ့မှုကဏ္ဍတွေအတွက်ကြက်တန်း683တက်တမ5တန်းဖြစ်တယ်လို့ထုတ်ပြန်အသိပေးထားပါဗျ။အမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနရဲ့ဆောင်ရွက်ချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရ၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်များအစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်။စစ်ဘေးရှောင်အမျိုးသမီးတွေကိုငွေကြေးထောက်ပံ့ပေးတာနိုင်ငံအမျိုးသမီးနဲ့လူငယ်တွေကိုပံ့ပိုးပေးတာစစ်ဘေးရှောင်အမျိုးသမီးတွေကိုအသေးစားစီးပွားရေးအဆ ပြုဖို့ထောက်ပံ့ပေးတာတွေကိုလည်းဝင်ကြီးဌာနကဆောင်ရွက်ပေးနေပါတယ်။ဒါအပြင်အမျိုးသမီးနဲ့လူငယ်တွေအတွက်စွမ်းအားမြင့်သင်တန်းတွေဖွင့်လှစ်ပေးတာအကြံဖတ်စေအုပ်စုရဲ့ကျူးလွန်မှုကြောင့်တည်ဆုံတာနဲ့ဒဏ်ရာရတဲ့အမျိုးသမီးလူငယ်နဲ့ကလေးငယ်တွေကိုကူညီပေးတာတွေဆောင်ရွက်ခဲ့ပါတယ်။ဒေါ်လန်ရေးမှာကိုခန္ဓာစွန့်လွတ်လူငယ်တွေကိုပံ့ပိုးပေးတာကလေးငယ်တွေကိုအာဟာရပံ့ပိုးပေးတာပြည်သူတွေကိုအသိပညာမြင့်တင်မှုကမ်ပိန်းတွေပြုလုပ်ပေးတာတွေဆောင်ရွက်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာဒဏ်ရာရသူတွေကိုနှစ်သိမ့်ဆွေးနွေးပေးတာအကူအညီပေးတာတွေထောက်ပံ့ပေးတာနဲ့တရားဥပဒေပိုင်းဆိုင်ရာ တွေအတွက်အကူအညီပေးဖို့ဆွေးနွေးလမ်းညွှန်တာတွေလည်းအမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနကပြုလုပ်ပေးခဲ့တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိတရင်တပ်ဖွဲ့တွေထံကိုဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာသူ14ဦးထိရှိလာတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိတရင်တပ်ဖွဲ့တွေထံကိုဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာသူ14ဦးထိရှိလာပြီလို့တနင်္သာရီတိုင်းစစ်ဌာနပြန်ကြားရေးကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။တနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ43တက်မှတပ်သားတဦးလက်နက်ခဲယမ်းတွေယူဆောင်လာပြီးဗိတ်ကရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်သုံးထံကိုအလင်းဝင်ရောက်လာတဲ့သတင်းထုတ်ပြန်ချက်မှာအခုလိုဖော်ပြအတည်ပြုခဲ့တာပါ။တနင်္သာရီတိုင်းစစ်ဌာနကုတ်ကဲမှုအောက်ရှိဘျူဟာ35နယ်မြေ ်ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းသုံးထံကိုမေလ15ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ431မှတပ်သားချစ်ကိုကလက်နက်ခဲယမ်းတွေယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့တာပါတပ်သားချစ်ကိုက MA1 အမျိုးအစားမောင်းပြန်တလက်ကြီး148တောင်းကြီပေါက်3ခုနဲ့အတူဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဆက်သွယ်ပြီးအလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်အလင်းဝင်ရောက်လာသူတပ်သားချစ်ကိုကိုဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၃ရက်တပ်ရင်းမှုဧကြီးမှကျူဆူလက်ခံခဲ့ပြီးနောက် လက်နက်ခဲယမ်းတွေကိုလွှဲပြောင်းလက်ခံရယူခဲ့ကာကောင်းမွန်စွာစောင့်ရှောက်ထားပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့အတွက်ချင်းမြင့်ငွေပေးအပ်နိုင်ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သားချစ်ကိုမှအကြံဖတ်စစ်ကောင်စီရဲ့အရမစစ်သားစုဆောင်းခံရသူဖြစ်ပြီးအပတ်စဉ်ရှစ်မှာတက်ရောက်ခဲ့ရသူဖြစ်ပါတယ်။တနင်္သာရီမြို့နယ်ထုံခါမောတောင်လမ်းကိုအင်အား300ခန့်ပါတဲ့အကြံဖတ်စစ်ကောင်စီစစ်ကြောင်းမှစစ်ကြောင်းထိုးလာတဲ့အတွက်ဒေါ်လန်ကြီးမဟာမိတ်တပ်ပေါင်းစုနဲ့ တိန်ခွန်ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေခဲ့တာ၅လခန့်ရှိပြီလို့သိရပါဗျ။အဆိုပါတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများခဲ့ပြီးတဲ့နောက်တော်လန်ရေးတပ်တွေထံအလင်းဝင်ရောက်လာသူတွေလည်းများပြားလာခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ103တပ်ရင်းမှုမှရှေ့တန်းမှထွက်ပြေးသွားခဲ့တာကြောင့်ဗိခိယိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတစ်မှဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါဗျ။ အခုလအတွင်းအကြံဖတ်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူးကိုလည်းဗိခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းနှစ်မှရဲဘော်တွေက ပြည်အောင်စုလမ်းမကြီးပေါ်မှာလုံခြုံရေးဆောင်ရွက်နေချိန်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိတပ်ရင်းတပ်ဖွဲ့တွေထံကိုဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာခဲ့တဲ့အကြံဖတ်စစ်ကောင်စီတပ်သား14ဦးရှိခဲ့ပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာသူတွေကိုလည်းချီးမြှင့်ငွေတွေပေးအပ်နေတယ်လို့ဖော်ပြထားပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်သားတွေအနေနဲ့အချိန်မရွေးလာရောက်ပြီးပြည်သူနဲ့အတူပူးပေါင်းကြဖို့တော်လှန်ရေးတပ်တွေကဖိတ်ခေါ်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇနီးဖြစ်သူကိုတပ်ပြီးထွက်ပြေးနေသူကို PDF တွေရှာဖွေဖမ်းဆီးခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရတရားစီရင်ရေးစနစ်နဲ့အရေးယူနိုင်ရေးဆောင်ရွက်နေတဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီ KI အုပ်ဖို့မြို့နယ်ချောင်းကောင်းကျေးရွာအုပ်စု၁၀ရွာတိမ်မြို့ချောင်းကန်းအနီးကနေအိမ်မှာ ဇနီးဖြစ်သူကိုဓာတ်နဲ့ခုတ်တပ်ပြီးထွက်ပြေးနေတဲ့သူကိုပိုက်စိတ်တိုက်ရှာဖွေပြီးဖမ်းဆီးခဲ့တယ်လို့ဒါယာဝတီခရိုင်တရင်3800နဲ့တခွဲ9ရဲ့တာဝန်ရှိသူတူက PPTV ကိုပြောပါရယ်ဇနီးဖြစ်သူကိုတပ်ပြီးထွက်ပြေးသွားတဲ့တရခံကိုကာယကံရှင်မိသားစုဝင်များနဲ့ဒေသခံများကဒါယာဝတီခရိုင်တရင်3800နဲ့တခွဲ9ထံအကူအညီတောင်းခံလာတဲ့အတွက်တော်နင်ပြီးပိုက်စိတ်တိုက်ရှာဖွေခဲ့ရာမေလ18ရက်နေ့ညနေ9နာရီအချိန်ခန့်မှာတရခံကိုဖမ်းဆီးရမိခဲ့တာပါ အဆိုပါတရားခမ်းမှာမတ်လ18ရက်နေ့နေ့လယ်တနာရီအချိန်မှာဇနီးဖြစ်သူမက်ပူတူကိုခန္ဓာအစိတ်ပိုင်းများကိုဓာဖြင့်ခုတ်ကာတက်ပြီးတိတ်ရှောင်နေခဲ့တာဖြစ်တယ်လို့သိရပါဗျ။စကားဆနဲ့ပသက်သူတွေတက်ပြတ်ထားတဲ့လူတက်မှုတွေကိုလည်းရဲကိုတိုင်ကဖမ်းမပေးလို့ကျွန်တော်တို့တပ်ဖွဲ့တွေထံအာကိုတကြီးတိုင်ကြားလာတာတွေရှိနေပါဗျ။ကျွန်တော်တို့တပ်ဖွဲ့တွေကလည်းလူသက်တရခံတွေကိုဖမ်းဆီးနိုင်ဖို့လှုပ်ဆောင်နေပါတယ်လို့တရင်3800နဲ့တခွဲ9ရဲ့တာဝန်ရှိသူတူကပြောပါရယ် ဖန်စီယာမီထားသူကိုအမျိုးသားညီညွတ်ရေးအစိုးရတရားစီရင်ရေးဆက်နဲ့အရေးယူဆောင်ရွက်နိုင်ရေးအတွက်စစ်ဒေသတာဝန်ရှိသူတွေကတဆင့်အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေထံလွှဲပြောင်းပေးအပ်သွားမယ်လို့ဒါယောရီခိုင်တရင်3800တခွဲငါကပြောပါတယ်။အချမ်းဘတ်စစ်တပ်ရဲ့ဇီရိုရွာကာကင်စကန်ကို PDF တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မီးရှို့ဖျက်ဆီးလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးမြို့နယ်ဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းပေါ်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ ဇီရောရွာကာကင်းစကန်ကို PDF တွေကတိုက်ခိုက်သိမ်းပိုက်ပြီးမိရှုဖျက်ဆီးလိုက်တယ်လို့စစ်ရေးသတင်းရင်းမြစ်က PPTV ကိုပြောပါရယ်လက်နက်ခဲယမ်းတွေတော်တော်များများသိမ်းပိုက်ရရှိခဲ့ပါတယ်ကာကင်းစကန်ကိုတိုက်ခိုက်လိုက်တာပါလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုဘကိုးခရိုင်အမှတ်1တရင်3801ကပြုလုပ်ခဲ့တာဖြစ်ပြီးမေလ16ရက်နေ့မနက်2နာရီအချိန်မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ် ိုက်ပွဲဖြစ်စဉ်အတွင်းအကျန်းဖတ်စစ်တပ်ဘက်မှ G4 နှစ်လက် G3 နှစ်လက် G2 တလက် 7.62G 980တောင်း 7.62G ပေါက်အခု20 M1 ကာဘိုင်9လက် M1 ကာဘိုင် G 950တောင်း M1 ကာဘိုင် G ပေါက်16ခု 5.56G 139တောင်း 5.56G ပေါက်3ခုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ အကြံပတ်စစ်ကောင်စီရဲ့ရှေ့တန်းကာကင်စကန်ကို တိုက်ခိုက်မှုအပြီးမှာအဆိုပါကာကင်စကန်ကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ PDF စီယုံချုပ်ကအတိပေးထုတ်ပြန်ထားပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာနိုင်ငံတဝန်းကသတင်းတွေပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။